်မင်းတို့ကအရန်ကိုတော်တယ်အဲ့တုန်းကငါဝိညာဉ်မျိုးစေ့ကိုပေးခဲ့ရတာအလကားမဖြစ်ခဲ့ဘူးဝလင်ကပြောပြီးတာချန်နဲ့ခေါင်းကြီးကောင်လေးနဲ့အတူလက်ထွက်သွားပါတယ်သူတို့တုံယောက်ကမူကုတ်ဆောင်ဝိုင်းပေါ်ကနေပြောက်ွက်သွားပါတယ်ဝိညာဉ်မျိုးစေ့လူကြီးရဲ့ခန္ဓာကိုယ်ကလည်းတလုံးသွားပြီးရှေးရအမှတ်သားကိုချက်ချင်းပဲတရိယာသွားပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ရာစုနှစ်ပေါင်းများစွာမမြင်ခဲ့ရတဲ့စိတ်လှုပ်ရှားမှုတွေဟာသူ့ရဲ့မျက်နှာမှာပေါ်လာပြီးဝမ်မီတောက်စုရဲ့ဘိုးဘီသူကအော်လိုက်ပါတယ်သူကပြောပြီးတော့ပုံဝင်ချင်းရကြီးညံ့သူအလုံးကလည်းတလုံးသွားပြီး င်စိတ်လှုပ်ရှားမှုတွေကပေါ်လာပါတယ်ဝန်လင်းကပြောက်ကွက်သွားရအောင်ငေးကြည့်ရင်သူတို့ရဲ့မျက်လုံးတွေကသူတို့ကိုသူတို့မြုံနိုင်ကြပါဦးသူသူကဝမ်မီသားစုရဲ့ဘိုးဘေးလားဟင်းသားဗလားချိုရဲ့ဆောက်ရှောက်သူနှစ်ပေါင်းများစွာအတွင်းဂျိုဘိုကနံပါတ်1လူဝမ်မီသားစုရဲ့ဘိုးဘေးသူကဝန်လင်းပဲဝန်လင်းကခဏလောက်စဉ်းစားလိုက်တာနဲ့ဘာလို့ဟင်းသားဗလားချိုကကျဉ်းကျဉ်းသူတွေကသူ့ကိုအရန်ရောလေးစားကြောင်းသူကနားလေသွားပါတယ်ကျိုးဦးထိုင်ကထုတ်ကိစ္စမှာအဓိကကြားတဲ့အခန်းကဏ္ဍကနေပေါဝင်ခဲ့ရပါမယ်တကယ်တော့ဝန်လင်းထင်တာတဲ့အတိုင်းပါပဲလေရွယ်ကြီးကြီးကျဉ်းကျဉ်းသူကျိုးဦးထိုင်ကသူ့ကိုဟင်းသားဗလားရာရူးကိုပေးခဲ့တဲ့အတွက်ဝန်လ င်ရောအများတန်းကျေးဇူးတင်နေခဲ့တာပါဒူဝါရင်ဝန်လင်းရထွက်သွားပြီးရဲ့နောက်မှာကျေးဇူးဆက်ခွင့်ရောမရခဲ့ပါဘူးကျိုးဦးထိုင်ကကျေးဇူးတည်တတ်တဲ့လူဖြစ်ပြီးဝန်လင်းကသူ့အတွက်လုပ်ပေးခဲ့တာတွေကိုအများတန်းသတိရနေခဲ့ပါတယ်ထို့အတွက်ဝန်လင်းရဲ့တားဆင့်မြေဆက်တွေဖြစ်ဖြစ်ဝန်လင်းကထားရိုက်ခဲ့တဲ့ခိုင်မဲ့ဖြစ်ဖြစ်ကျောင်းနိုင်ငံအနောက်မှာကျိုးဦးထိုင်ရဲ့ဆောက်ရှောက်မှုအောက်မှာဖြစ်ဖြစ်နဲ့အင်အားကြီးမားလာခဲ့ပါတယ်ဝမ်မီတားစုကိုတော်ဝင်မီတားစုဖြစ်အောင်လုပ်ဖို့အတွက်ဟင်းသာပရာအသစ်ဖြစ်တဲ့ကျိုးဦးထိုင်အတွက်အရန်ဦးမှလွယ်ကူပါတယ်ထို့ကြောင့်ကျောင်းနိုင်ငံကလည်းဖြစ်ဖြစ်နဲ့အင်အားကြီးမားလာပြီးအဆင့်ငါကျင်းကျပ်ရေးနိုင်ငံဖြစ်လာတာပါ ထိုအရာအလုံးကဝလင်းအတွက်ဖြစ်ကြောင်းလူတိုင်းကသိကြပါတယ်ဟင်းသားဗရာဂူဘိမ့်မမှာဝလင်းကလုံဆောင်ခဲတာတွေကနေရာနှက်မှပြန့်နှံ့သွားပါတယ်စဉ်းစားပြီးရဲ့နောက်ဂျူထန်ကဟင်းသားဗရာဂျူရဲ့ကာဝေသူနဲ့ဘိုးဝေးဖြစ်ဝလင်းကိုကျဉ်းကျဉ်းသူအလုံးကလက်ခံလောင်းတော့တဖြည်းဖြည်းနဲ့လုံဆောင်ခဲပါတယ်ဂျူထိုင်မှာထိုအရာအလုံးကိုလုံဆောင်မှုအတွက်နောက်ထပ်အကြောင်းရင်းတစ်ခုကလည်းရှိပါတယ်သူကဟင်းသားဗရာဖြစ်လာတော့ကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအစိမ့်မှာပဲရှိသေးပြီးအာနာတက်ခြင်းအစိမ့်ုံတော့မရောက်သေးပါဘူးသူကအားအနေဆုံးဟင်းသားဗရာဖြစ်ပြီးအုတ်ချုပ်ဖို့အတွက်အာဏာမရှိပါဘူးထို့အတွက်ကြောင့်လူတိုင်းကိုနှိမ်နှင်းမှုအတွက်ဝလင်းရဲ့ဂုံတရင်ကို သုံးချခဲ့ရပါတယ်။ဝင်လင်းကစဉ်းစားနေတုန်းမှအားလုံးကိုမခံမနိုင်မိမဲ့အချင်းလေးကိုနားလိုက်သွားပါတယ်။သူကတပင်းကိုချလိုက်ပါတယ်။ကျူဦးထိုင်းမှာဘလို့အကြောင်းရင်းပဲရှိရှိဝင်လင်းအနေနဲ့သူ့ကိုကျေးဇူးဆပ်ရပါမယ်။ သူကပြန်တန်းနေတော့တာရှန်ရဲ့ခေါင်းကြီးကောင်လေးတို့ကသူ့နောက်ကနေလိုက်လာကြပြီးတာရှန်ရဲ့မျက်နှာကလည်းတစ်ချောက်လုံးမှအေးဆန့်နေပါတယ်ခေါင်းကြီးကောင်လေးအတွက်ကတော့ဝန်လင်းကအိမ်ပြန်လာတာကိုမြင်ပြီးရဲ့နောက်သူ့မိသားစုပေါ်ခန်းစားချက်တွေကပို့ပြီးရွှေထွေးလာပါတယ်ရှုံမှုကိုလူတိုင်းကတကယ်လေးစားကြောင်းသူကသတိထားမိပါတယ်ခေါင်းကြီးကောင်လေးကတိတာသူ့ရဲ့လက်ရှိကျင့်ကြံမှုအစဉ်နဲ့သူ့မိသားစုစီကိုပြန်ရင်လည်းလေးစားခံရမှာပါဒါဝရင်ထိုလေးစားမှုကအတူရောက်မယ်ဆိုတာသူကသိပါတယ်ဝေးလန့်တဲ့နေရာမှာမျိုးကြီးတစ်မျိုးကပေါ်လာပါတယ်ထိုမျိုးကမွေးခွင်းနေတယ်လို့ဖြစ်ပြီးချမ်းသာကြော်ရမှုငွေတက်များကလည်းပြည့်နှံ့နေပါ ားတွေမြို့ရိုးတခြားမင်းနှန်းနေတဲ့ကြောက်တုံးလေးနဲ့စောက်ထားပြီးမော်ထွင်းစအလိုင်းတွေကလည်းထွက်နေပါတယ်နီကလာချိန်မှာပဲမြို့ထဲမှာအတန်မာဆုံးကန့်သက်ချက်တွေအများကြီးရှိကြအောင်ဝလင်းကားမြင်လိုက်ရပါတယ်အရန်ဦးမှမြလုံးပြီးအလုံးကားသာအတန်ဝင်ရင်အနာတက်ချင်းအစင်ကြီးညံ့သူတွေအတွက်တော့မှအန္တရာယ်ရှိနိုင်ပါတယ်ထိုးရွာတော့စွန့်ပစ်ခံမတည်ဘူးမြို့နယ်တွေရဲ့နေမြေပြင်ပမှာဟင်းသားပရာချူရဲ့တခုတည်းသောလူသားတွေရဲ့ဧကရေမျိုးတော်ပါ မဟာဝံမျိုးဆက်လွန်ခဲ့တဲ့438နှစ်ကတည်ထောင်ခဲ့ပြီးစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့စုကမပါဝင်တဲ့လူသားတွေထဲမှာအရေးကြီးဆုံးမျိုးနဲ့စုဖြစ်လာခဲ့ပါတယ်။ဝံအီကရင်မိသားစုမှာမျိုးသမိုင်းကြောင်းကအရန်ဥမရှိလျားပါတယ်။နှစ်400ကျော်ခိုင်မာအောင်လှုပ်ဆောင်မှုတွေကြောင်းမင်းဆက်ကစစ်သားအမြောက်များနဲ့ကိုခိုင်ပညာတွေဝန်အောင်ရရှိခဲ့ကြပါတယ်။ဒါဝါရင်မင်းဆက်ကိုအင်အားကြီးစီတာကတော့ကြီးညံ့သူအများပြားပါ။ မိုးတိမ်ကောင်းကင်ခိုင်းအပြင်ကျူထိုင်တဲ့အခြားခိုင်းတွေကကြော်ထုံနောက်ခံဖြူပေးခဲ့ကြပါတယ်ထို့ကြောင့်ဝမ်မြူးနဲ့ဇူးဝင်တွေရဲ့အဆင့်တန်းမြန်မာနေခဲ့ကြပါတယ်ဝလင်ရဲ့နှဖျားယုံကဂျိုးတစ်ခုလုံးလွှမ်းခြုံသွားပါတယ်သူ့မျိုးရဲ့ခေါ်ဆမှုကိုသူကခံစားရပြီးထုံနေရောင်ရောက်လာပါတယ်ထို့မျိုးထဲမှာဝမ်မီသားစုရဲ့မျိုးကအထုထက်ဆုံးမှာနှဖျားယုံကပြန့်နှံ့သွားတဲ့အခါဝမ်ကြောက်ကိုမတွေ့ပါဘူးသူကတပင်းကိုချလိုက်ပြီးပြောက်ကွယ်သွားပါတယ်ပြန်ပေါ်လာတဲ့အခါဧကရစ်နန်းတော်ထဲကိုရောက်နေပါတယ်လူအုပ်ကြီးနဲ့ဇင်ခန့်အင်းဒီကိုကြည့်ပြီးဝလင်ကမျက်မှောက်ကျုပ်လိုက်ပါတယ်ထို့မျိုးတော်ကရန်အုံးမှာဇင်ကြလိုမာတယ် လမ်းနေရာနောက်တံမိုးကြီးအပြားတွေနဲ့အဖျော်ကျော်ရုံးလေးကိုအသုံးပြုထားပါတယ် သူ့ရဲ့နှစ်ဖျားယုံကပြန့်နှံ့သွားတဲ့အခါမြို့တစ်မြို့လုံးကဒီလိုပဲဆိုတာတွေ့လဲရပါတယ်။ဒါပဲဆိုရင်တော့ကိစ္စမရှိပေမဲ့ပဝင်းချင်းရတပင်းနေုံတော့ပိုးထဲတွေနဲ့ထုတ်ပိုးထားပါတယ်။ဇိန်ခံပုံပောက်ဝင်မဲ့အလုံးကအချင်းပြတ်ခြားစားမှုတွေပါ။လက်ရှိကျင့်ရမှုအစင်းကိုရောက်ပြီးရတော့ဝလင်းကအချို့ကိစ္စတွေကိုမြင်လာနိုင်ပါတယ်။ဝန်နေမှုဒေါသကြောင့်မှုနဲ့အခြားသောစိတ်အဆင်စင်မျိုးမျိုးတို့ကလူတယောက်ရဲ့စိတ်ကိုနှောက်ရှက်နိုင်တဲ့အချိန်ကားတွေပါ။ထိုနေရာမှာကြကြနေရင်ကိုယ့်ရဲ့ဇိယိုက်ကပြောင်းလဲသွားမှာဖြစ်ပြီးစိတ်ခံစားချက်တွေကမတိမငြိမ်ဖြစ်လာနိုင်ပါတယ်။ တက်တန်းတော်မှာထူသွားနိုင်ပါလေထိုးရှိန်ကမချင်းမချမ်းဖြစ်မှုတမျိုးပါပဲဝလင်းကတစ်ချိန်ကချင်းလင်းချိုမှာထိုးရအလုံးစုဆောင်ဖို့လူတွေကိုတောက်ဆုတ်ခဲ့ပြီးပါလေယခုတော့မျိုးတို့ရဲ့အထက်မှာဒီလိုကြီးမားတဲ့မချင်းမချမ်းဖြစ်မှုကိုမြင်တော့သူကပို့ပြီးတော့မျက်မှောင်ကျော်လိုက်မိပါလေသူ့ရဲ့နှစ်ဖျားအုံနဲ့စစေးကြည့်တော့မျိုးပေါင်းများစွာမှာထိုးမချင်းမချမ်းဖြစ်မှုကအနေနဲ့များရှိနေတာကိုတွေ့လဲရပါလေထိုးမချင်းမချမ်းဖြစ်မှုကဟင်ဒဗရာဂျိုရဲ့တဝက်လောက်ကိုဖုံးလွှမ်းနေပါလေ ထိုမကြေမချမ်းဖြစ်မှုကရွာရရဲ့အိန္ဒိယနဲ့ထွက်လာပြီးလူသားတွေရဲ့နေထိုင်ရာမှာစုဝေးကမပြောင်းမပြတ်ပဲဆက်လက်တည်ရှိနေပါတယ်အထူးသဖြင့်အနောက်မြောက်ပိုင်းဒေသမှာမြေကြီးတွေကနေရဲပြီးအလောင်းနှင်းနဲ့ပြင်းထန်နေတဲ့နေရာမှာတိတထင်ရှားပါတယ်ထိုနေရာကနေမကြေမချမ်းဖြစ်မှုတွေအများကြီးကထွက်လာပြီးပတ်ဝန်းကျင်ကိုပြန်နှံ့နေပါတယ်အချို့မျိုးတွေမှာတော့မကြေမချမ်းဖြစ်မှုတွေကအားကောင်းရင်မျိုးတော်မှာတော့ကောင်းရင်းကိုတိုးတက်နေတဲ့ကြီးမားတဲ့မကောဆိုးကမိတော့လို့ပါပဲဝယ်လင်းလို့ကျညက်မှုအစင်ရှိမှသာထိုးရောက်သတိထားမိမှာဖြစ်ပြီးထိုးရောက်တိတ်ချရှာဖွေမှသာတွေ့ရမှာပါ မဟုတ်ရင်တော့ကြညက်မှုအစင်ကမလွန်လို့ရင်တော့သတိထားမိဖို့ဆိုတာမှဖြစ်နိုင်ပါဘူး။ရိုင်းဆိုင်လိုက်တာဝမ်လင်းရဲ့မျက်နှာမှာစိတ်ညစ်တဲ့အမူအရာပေါ်လာပြီးလမ်းပေါ်မှာရှောက်သွားနေခဲ့ပါတယ်။သူ့ရဲ့ဝမ်မီသားစုမှာတားဆီးမျိုးဆက်တွေရဲ့ကြွယ်ဝချမ်းသာမှုကိုမြင်ရတော့ပျော်ရှင်ခဲ့ပေမဲ့ ထိုကြွယ်ဝချမ်းသာမှုကဝမ်းနဲ့ကြည်ခွင့်မှုမကြင်မချမ်းဖြစ်မှုပေါ်မှာအခြေခံနာဖြစ်ပြီးဝမ်းမီသားစုရဲ့သားစဉ်မျိုးဆက်တွေကိုအကြီးအကျယ်ထိခိုက်စေပါရင်ထိုကဲ့သို့ကြွယ်ဝချမ်းသာမှုဆိုရင်တော့မလိုအပ်တော့ပါဘူးသူကလမ်းရှောင်းနေတော့အဝေးကနေမြေခွတ်တံများကိုကြားလိုက်ရပါတယ်လမ်းတော်လမ်းလာတွေကလည်းထိလန့်သွားပြီးဘေးကိုရှောင်းလိုက်ကြပါတယ်ဝလင်းကမြေမောက်ချုပ်ပြီးခြေလန်းနေငယ်နောက်ဆုတ်ကစိတ်ညစ်တဲ့အမူအရာနဲ့ကြီးလိုက်ပါတယ်မင်းကြီးတွေကလမ်းပေါ်မှာဒုံဆိုင်ပြေးလွှားနေကြပြီးလူနေငယ်ကမြင်းကိုစီးနေကြပါတယ်အစီကံအများပြားကလည်းသူတို့ရဲ့နောက်ကနေလိုက်နေကြပါတယ်အစီကံဒီအားလုံးကလမ်းရှောင်းနေရင်ပဲမြင်းနေလူပဲမြန်ပါတယ် တယ်။မင်းစီးနေတဲ့လူငယ်ကခန်းထားတဲ့ဝစ်စာကိုဝစ်ဆင်လာပြီးရှေ့ဆုံးကလူကအရန်အောင်မှချုံမောပါတယ်။သူ့ရဲ့မျက်နှာပတ်လည်မှာမင်းနဲ့နေတဲ့အွှေ့များကလည်းရှိနေပါတယ်။အာနာတက်ချင်းအစဉ်ကျဉ်းကျဉ်းသူကတော့ထိုးရအောင်မမြင်နိုင်ပေမဲ့ဝလင်းတွဲကတော့အရန်အောင်မှရှိနေပါတယ်။လေထဲမှာဓာဆွဲရဲ့ရောင်ကြီးတစ်ခုကရှိနေပါတယ်။ ဓာဘောမှာကျဉ်းကျဉ်းသူနှစ်ယောက်ကရှိပြီးနှစ်ယောက်စလုံးကအခြေခံအုံမြင့်အဆင့်မှာသူတို့ကလူငယ်အတွက်လမ်းရှင်းပေးနေကြရပါသူတို့ကပြသချင်ုံပဲဆိုရင်တော့ပြဿနာမရှိပေမဲ့ဝယ်လင်းကိုမျက်မှောက်ကျိုးစီတာလူငယ်စီးနေတဲ့မြင်းနဲ့ခြိထားတဲ့ကျိုးပါကျိုးရဲ့အဆုံးမှာလူတယောက်ကရှိပါတယ်ထိုလူကဘယံပရဖြစ်နေပြီးဘလို့ပုံစံလဲဆိုတာမြင်ရခက်ပေမဲ့အမျိုးသားတယောက်ဖြစ်တဲ့ဆိုတာသိကြပါတယ်ယခုချိန်မှာသူ့ကိုဆွဲခေါ်နေပြီးအဝိစားရီကလည်းစုပ်ပြဲနေပါတယ်သူရဲ့ခန္ဓာကိုယ်ကနေသွေးတွေအများကြီးကလည်းထွက်လာပြီးမြေပြင်ပေါ်မှာဆွန့်ထိနေပါတယ်တရယောက်ကသွေးနီးအောင်ထိုင်လန်းဖွဲ့ရာသွေးစွန်ကြောင်းတစ်ခုကို ရေးဆွဲနေတယ်လို့ပါပဲထိုလူတွေကမြန်ဆန်တဲ့ထွက်သွားပြီးသူတို့ရဲ့ရေတန်တွေကပြင်းထန်ထွက်သွားပါတယ်ကိုခံပညာရှင်တွေကတော့မြန်နေဖြစ်သွားတော့ချင်းချင်းသူနှစ်ယောက်ကတစ်ချက်မှမကြည့်ပဲပြန်တန်းသွားကြပါတယ်ထိုလူတွေကထွက်သွားပြီးရင်တော့စစ်သားတစုကအမြင်ပဲလာကြပြီးသွေးဆွနေတဲ့နေရာတွေကိုတန်ရှင်းလုပ်ကြပါတယ်ပြီးတော့သူတို့နောက်ကိုလိုက်ပြီးလမ်းတစ်လျှောက်သွေးဆွနေတဲ့နေရာတွေကိုတန်ရှင်းလဲလုပ်ကြပါတယ်သူတို့အလုံးကထွက်သွားမှပုံဝင်ချင်းကလူတွေကပြန်ပြီးတော့စကားပြောဆိုလာကြပါတယ် 哦，刚收来的，铁路卡不多啊，面西干米，十条苗名单哦，辛苦挨打嘞，多过牛肉特别，烧烤比嘛，低温比嘛。 ကြောက်เสียရပဲမဟုတ်ဘူးမဟာဝံမင်းဆက်မှာဝံမီတောက်စုကကောင်းနေမယ်မတိမ်မျိုးတွေရတော့သူ့ရဲ့အစီကံတွေဖြစ်သွားတာဘသူကသူ့ကိုစင်ခေါ်ရင်းမလဲဒီအကြောင်းကိုမပြောနဲ့လွန်ခဲ့တဲ့လအနေငယ်ရအမျိုးသားဆရာညာကောင်းကင်ကိုကြည့်ပြီးအနောက်မြောက်ဒေသကနေလာနေတဲ့မကောင်းစုကလက္ခဏာတစ်ခုကိုသတိထားမိခဲ့တယ်အရင်ရလအနေနဲ့အနောက်ပိုင်းဒေသမှာလူထောင်ပေါင်းများစွာအသက်ခံရတယ်အခုထိအနောက်ပိုင်းဒေသမှာအလောင်းနေရာပြည်နေရလို့ကြားတယ်အဲဒီအကြောင်းကိုမပြောသေးနဲ့ဘူး အခုလီငါတို့ကဘေးဒုက္ခမချအောင်အခြားအကြောင်းတစ်ခုကိုပဲပြောအောင်ဝန်လင်းရဲ့မျက်နှာအတော်လေးကိုမှမှန်းညို့ပါလေသူကအင်မတန်ရှင်းရှင်းလင်းမြင်လိုက်ရတာထိုလူငယ်လေးကဝမ်မီသားစုရဲ့တွေးသားပါဝန်လင်းကခတ်တရိုနဲ့တာရှန်သူ့ကိုဒီကိုခေါ်ခဲ့တာရှန်ကဘာမှပြောပဲလက်ထွက်သွားပြီးခဏချာမှလူတယောက်ကိုခေါ်လာပါလေထိုလူကတော့ခုနကပြပြင်းစင်တဲ့ဝစားထားတဲ့လူငယ်လေးပါယခုချိန်မှာသူ့ရဲ့မျက်လုံးလေးကကြောင်လန့်မှုတွေနဲ့ပြင်းထန်နေပြီးထက်တလဲလဲချိန်ဆနေပါလေငေါ့ဖမ်းဝင်ရဲတဲ့ဗောမင်းရဖယ်ခံရလေငါဘာလို့လဲဆိုတော့မင်းရသိလား ။ငါဝမ်မီတောက်စုဝင်မယ်။ဒါဆိုင်မျက်နှာဒီဂျီနေဘီဝင်လင်းစီကိုရှောက်သွားပါတယ်။လူငယ်ကိုချက်ချင်းပဲသူကမြေပြင်ပေါ်ပစ်ချလိုက်ပါတယ်။ထုံမြင်ကွင်းเจ้าကိုလူကြီးကလည်းလမ်းဖြန့်သွားပြီးဘာမှမတွေ့ပဲချက်ချင်းပဲပြေးထွက်သွားပါတယ်။သူတို့ရဲ့မျက်လုံးတွေမှာကြောက်မှုတွေကလည်းပြင်းထန်နေပါတယ်။ပြပြင်းစင်စင်နဲ့လူငယ်လေးရဲ့မျက်နှာကတီတီကြီးနဲ့ထပြီးတာရှန်ကိုကြည့်လိုက်ပါတယ်။စိတ်ထဲမှာတော့ကြောက်နေရင်ပဲအပြင်မှာတော့ဘာမှပြပဲအော်ဟစ်လိုက်ပါတယ်။ငါဝမ်မီတောက်စုပဲ။မင်းတို့ကငါ့ကိုထီရဲတယ်ပေါ့။ မင်းတို့ကဘယ်ခံရဖြစ်ဖြစ်တည်ရမှာဝန်လင်းရဲ့မျက်နှာကတော့ခက်တတင်းနဲ့လူငယ်ကိုစိုက်ကြည့်နေပါရင်သူမြင်နေရတာလူငယ်ရဲ့ခေါင်းကနေမင်းနဲ့အမွှေးတွေကထွက်လာနေရပါထိုမင်းနဲ့အမွှေးတွေကမွေးပုံစံဖြစ်လာပြီးတာရှန်ကိုပါဇက်ဟပြီးအမိနှိတ်တန်နဲ့တိတိလေးအော်ဟိနေပါတယ်ဒုတိယအဆင့်ကိုမြောက်သေးတဲ့ချင်းချင်းသူတွေကထိုးရအောင်မမြင်နိုင်ပါဘူးသူတို့ကခံစားရမှာလူငယ်စီကနေထွက်လာတယ်အေးဆက်တဲ့အချိန်မှာကြောင်းနှလုံးသားတုံ့လုံသွားအောင်ပါထိုးအချိန်မှာဝေးရလမ်းမကြီးပေါ်မှာအော်ဟိတန်တွေကိုကြားလိုက်ရပါတယ်ထွက်သွားတဲ့ဖက်ရလည်းပြန်လာနေပါတယ်ဒါအလေးနဲ့တစ်ခုကရှေ့ဆောင်ကနေဥဆောင်လာပြီးအင်းစေကန် ီကနောက်ကနေပြီးတော့လိုက်လာကြပါတယ်ကိုခန့်ပညာရှင်တွေကတော့တဖက်ချင်းနဲ့စိတ်များနဲ့ပြင်းထန်နေပါတယ်ရောက်လာတဲ့လူတွေထဲမှာမင်းစည်းလာတဲ့လူငယ်တစုကလည်းပေါင်းရင်ပါတယ်သူ့ကိုဖမ်းသူတို့ကအဟိလိုက်ကြပါတယ်လုံချမ်းသူကရှိတယ်မင်းတော့ကောက်ခွေကြောက် ဒါလီနန်တို့ကတာရှန်စီကိုဦးတည်ပြီးတော့တိုက်ခိုက်လာပါတယ်။သူတို့ကဘာမှစဉ်းစားဘဲတိုက်ခိုက်ကြပါထိုလူတွေကိုတော့မြင်လိုက်ပြီးပဲမင်းသားပျောက်သွားမှသာသတိထားမိပါတယ်။တောင်းလန့်ကြားနဲ့သူတို့ကလက်ပတ်ရှာဖွေကြည့်လိုက်တော့တာရှန်ကမင်းသားကိုမြေပြင်ပေါ်ပစ်ချလိုက်တာမြင်လိုက်ရပါတယ်။သူတို့ကမူတင့်ကောင်းကင်ခံရမင်းသားကိုကာဝေးဖို့အတွက်စစ်လို့ခံလိုက်ရတဲ့သဘဲတွေပါ။မင်းသားသာတစ်ခုဖြစ်သွားရင်ခိုင်းုံမပြောင်းဘူးတာနဲ့သူတို့ကအဖြစ်ပေးခံရမှာပါ။သူတို့ကဓာရီနဲ့တာရှန်စီကိုတိုးဝင်သွားပါတယ်။ တာရှန်ရဲ့မျက်နှာအိဆက်နေပြီးလက်ကူပေါ်ပေါ်တန်ဝင်ရလိုက်ပါတယ်သူ့ရဲ့လက်ကနေပြင်းထန်တဲ့လေးလက်စီးချောင်းတစ်ခုကိုဖန်တီးလိုက်တာကြောင့်ဓာတ်ဆွင့်နေရလွတ်ဆင်သွားပြီးပြန်တန်းနေတဲ့ဓာတ်တွေကလည်းပြုတ်ကွဲသွားပါတယ်တင်းကျပ်သူနှစ်ယောက်ကလည်းမြုံနိုင်စရာထိခိုက်မှုများကိုခံစားလိုက်ရပါတယ် တို့နှစ်ယောက်စလုံးကသွေးရံပြီးလွတ်ဆင်သွားကြပါလေအပီးလောင်းနဲ့တိုက်ခိုက်လာတဲ့ကိုခဲပညာရှင်တွေအတွက်တော့တို့ရဲ့ခန္ဓာကိုယ်ကနေရံတစ်ခုနဲ့ဝင်တိုက်မိသလိုပဲတို့အလုံးကသွေးရံပြီးနောက်ကိုပြန်ပြီးတော့လွတ်ဆင်သွားကြပါလေတယောက်မှမလွတ်ပဲအကုန်လုံးကခံလိုက်ရပါလေတာရှန်ကတော့တယောက်ကမှမတတ်ပါဘူးသူကလက်ကိုဝင်ရလိုက်တာနဲ့ချဉ်ညက်သူနှစ်ယောက်နဲ့ကျန်တဲ့တမန်လူတွေကိုဒဏ်ရအောင်ပဲလွတ်လိုက်တာပါသူမြင်ကွင်းကိုမြင်တော့လူငယ်ကလန်သွားပါလေ။သူကရင်သူ့ရဲ့မျက်နှာမှာပိုပြီးတော့ရက်စက်ကြံကြုတ်လာပြီးသူကအော်ဟစ်လိုက်ပါလေ။ငါဝယ်မိသားစုဝင် မင်းတို့ကငါလူတွေကိုထိခိုက်ရဲတယ်ဗော မင်းတို့အားလုံးကတိတ်ကြရလိမ့်မယ်။ဝယ်လင်းကညာလက်ကိုမြှောက်ပြီးလူငယ်ကိုပိုင်းလိုက်ပါလေ။သူရဲ့ချင်းချက်မှုစွန်းရင်းကိုလုံးဝမတုံမဲ့တမန်လူတယောက်လိုပဲရိုက်လိုက်တာပါ။ဘာလို့လဲဆိုတော့လူငယ်လေးကချင်းချက်သူမဟုတ်ပါဘူး။သူကသာဝဉင့်စွန်းရင်းကိုတုံပြီးရိုက်မယ်ဆိုရင်လူငယ်ရဲ့အယူအဆလုံးကကျိုးပဲ့သွားပါလိမ့်မယ်။ဒိုဝရင်လည်းလူငယ်ကအပေါ်ကိုလွှင့်ဆင်သွားပါလေ။သူရဲ့မျက်နှာကလည်းဖောင်းကျလာပြီးတွားမြအားလုံးကကျိုးပဲ့သွားပါလေ။ဝယ်လင်းကရိုက်လိုက်တာလူငယ်တယောက်တည်းကိုမဟုတ်ပဲ မင်းနဲ့နဲ့အနေရောက်မွေတစ်ခေါင်ပါရိုက်မိလိုက်တာပါအနေရောက်မွေကရန်အုံးမှာထူးဆန်းပါတယ်ဝင်လင်းရဲ့ပါရီချက်ကကြောက်လာတဲ့ချိန်မှာပျောက်ကွယ်သွားပြီမဲ့ချက်ချင်းပဲပြန်ပေါ်လာပါတယ်လူငယ်ရဲ့ခန္ဓာကိုယ်ကနေထွက်လာပြီးဝင်လင်းကိုဝမ်းမြူဖို့အတွက်ကြိုးစားပါတယ်တာရှန်နဲ့ခေါင်းကြီးကောင်လေးတို့ကလည်းမြင်နိုင်ပါတယ်ဝင်လင်းနောက်ကလူတွေကတော့အစ္စရဲလီတချို့ကိုပဲခန်းစားရပါတယ်ငါရဲ့ဝမ်မျိုးနဲ့စုကိုတုံးပြီးမကြေမချမ်းဝင်းညင်းတွေကိုမွေးမြူရတဲ့သူကိုငါကြည့်ကျင်သေးတယ် ဝယ်လင်းရမျက်လုံးလေးဟာအစ်စနစ်ပြီးဒေါသဖဏိပါလေသူရဲ့ကြီးညက်မှုအစိမ့်နဲ့လူငယ်ရဲ့ဝိညာဉ်ဟာဝါမျိုးခံနေရပြီးမကြင်မနက်ဝိညာဉ်နဲ့အစာထိုးခံနေရတာကိုတစ်ချက်ကြည့်အောင်လဲသိနိုင်ပါလေမွေဝင်တိုက်လာတဲ့အချိန်မှာဝယ်လင်းကညာလက်ကုတ်မြောက်ပြီးလူညိုးနဲ့ထိုးလိုက်ပါလေထိုးလက်ညိုးရဲ့ရှေ့မှာမွေမျက်လုံးလေးဟာကြောက်လန့်နေကြတဲ့ထွက်ပြေးဖို့အတွက်ကြိုးစားပါလေဒိုးရရင်နောက်ကျသွားပါပြီဒုံကနေဆိုတဲ့အတန်နဲ့အတူမွေရလေပောက်ကွဲသွားပါလေ အနေအောင်မြခိုးတွေအဖြစ်ပြောင်းလဲပြီးဝင်လင်းကဆုတ်ကန်လိုက်ပါတယ်သူ့ရဲ့လက်ထဲမှာအနေအောင်မော်ထင်းစာလေးတွေရာဖြစ်သွားပါတယ်အနေအောင်မူရာပြောက်ကွက်သွားပြီးရင်တော့လူငယ်ရဲ့ခန္ဓာကိုယ်ကတုံ့ရင်သွားပြီးတွေးတဲ့အများကြီးကအန်ထွက်လာပါတယ် ူရဲ့မျက်နှာမှာရက်စက်ကြံကြုံမှုများမရှိတော့ပေမဲ့ရှုပ်ထွေးတဲ့အမူအရာနဲ့သူ့ဝိညာဉ်ကိုစားသုံးခံရပြီဖြစ်လို့သူ့ရဲ့မျက်လုံးတွေကမှိမ့်မိပြီးအရောင်ဝါးတွေအလုံးကပျောက်ဆုံးသွားပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကလည်းတစ်စိမ့်ငင်သက်သွားပေမဲ့ထိုတိတ်ဆိတ်မှုကခဏတာပဲကြာပြီးအဟိတ္တန်အနေနဲ့အစားထိုးခံရရပါတယ်။လူအုပ်ကြီးကလည်းထိတ်လန့်နေကြတဲ့အများဆုံးထပ်ပြေးကြပါတယ်။မကြခင်မှာပဲတယောက်မှမကြံတော့ပါဘူး။ဝလင်းရဲ့မျက်လုံးတွေကအိဆက်လာပါတယ်။သူ့ရဲ့နှစ်ဖျားအုပ်နဲ့စစ်ဆေးတဲ့အခါဘာမှမမှားရွေးနာကိုသတိမထောင်ယူပါဘူး။ဒိုဝါရဲ့အနီးကပ်ကြည့်လိုက်တော့ဝမ်မီသားစုဝင်တွေရဲ့အသက်ကိုအုံပြုပြီးမကြင်မချဲဝိညာဉ်တွေကို ွေးမြူနေရအောင်သဘောပေါက်သွားပါတယ်ဝလင်ကထုတ်ကဲ့သို့နိပညာအကြောင်းကိုကြားပူးပါတယ်ဒါအုပ်တန်းစင်တယ်လို့ပဲလူတယောက်ကိုဝိညာဉ်တစ်ခုဖြစ်အသုံးပြုပြီးမကြင်မချမ်းဖြစ်မှုတွေကိုစိုးရိမ်ပါတယ် ထုံမချင်မချမ်းမှုတွေရတာလုံလောက်သွားပြီဆိုရင်သူ့ရဲ့စွာကနှောင်ပြောင်စရာမဟုတ်တော့ပါဘူးမျိုးဘော်ကမချင်မချမ်းမှုတွေကိုပေါင်းဆက်လိုက်တော့ဝင်လင်းကတစုံတစ်ယောက်ကထိုးရအားလုံးကိုထိန်းချုပ်နေရဆိုတာမြင်ရောက်နိုင်ပါတယ်မချင်မချမ်းမှုတွေကပုံများလေးလေးမချင်မချမ်းဝဉဉ်ကပို့ပြီးတော့ဆွန့်ထလာလိပါဒေါသထွက်နေတဲ့ဝင်လင်းရဲ့မျက်လုံးတွေကပို့ပြီးတော့အိဆက်လာပါတယ်အနေအောင်မော်တွင်းဆောက်ကိုရှေ့ကိုပြလိုက်တဲ့အခါထိုးရသူ့ဘာသာသူရှေ့ကိုပြန်တက်သွားပါတယ်ဝင်လင်းကလက်ကိုနောက်ကျောဘက်မှာထားပြီးမော်တွင်းဆောက်ရဲ့နောက်ကိုလိုက်သွားပါတယ်တာရှန်နဲ့ခေါင်းကြီးကောင်လေးကလည်းသူ့ရဲ့နောက်ကနေထက်ချက်မကွာလိုက်ပါသွားပါတယ် ်မြို့တော်မှာမင်းသားတစ်ပါးရိုင်းနဲ့ခံရတာကြီးမားတဲ့ကိစ္စတစ်ခုပါမကြခင်မှာပဲမြို့တခွင်ကနေဓာဆွိုင်းကြီးကြီးကအပြေးလွှားနဲ့ရောက်လာပါတယ်ထိုဓာဆွိုင်းကြီးကြီးပေါ်မှာဟင်းသားဗရာဂျိုကဂိုင်းမျိုးမျိုးကချင်းချင်းသူတွေကစီးနင်းလာကြပါတယ်သူတို့ရဲ့မျိုးလုံးတွေကမိုးချိုးလိုမျိုးတောက်ပါနေပြီးဝယ်လီနဲ့စကားပြောဖို့တော့မချိုးစားပဲသူတို့ရဲ့ရတနာပစီများနဲ့တိုက်ခိုက်လာကြပါတယ်ဝယ်လီရဲ့မျက်နှာကတော့အိဆက်နေပြီးသူ့ရဲ့အညစ်လက်ကိုဝင်ရလိုက်ပါတယ်ရတနာပစီအလုံးကလည်းလွတ်ဆင်သွားပါတယ်ပြန်တန်နေတဲ့ဓာဘိုကချင်းချင်းသူတွေကလည်းထိမ့်လန့်သွားပြီးလေးတိုက်ခိုက်မှုကြောင့်မလွဲမရှောင်သာလွတ်ဆင်သွားပါတယ်မျက်စိတမိတ် က်အတွင်းမှာပဲကီလိုမီတာ9000ကျော်ရောက်ရှိသွားပါတယ် တော့တော့ဘလို့နီးပညာလေအဲ့လူကရင်းနှီးသလိုပဲကီလိုမီတာ9000ဝေးတဲ့နေရာကိုလိုက်ပုတ်ခံရတဲ့ချင်းချင်းသူတွေရဲ့မျက်နှာတွေကလည်းအယောင်ပြောင်းလဲသွားပါတယ်သူတို့အားလုံးကထိတ်လန့်တကြားဖြစ်ပြီးဘသူကမှရှေ့ကိုမတွေ့ရကြတော့ပါဘူးသူတို့အားလုံးကကိုယ့်ရဲ့ခိုင်းကိုကိုပြန်ဖို့အတွက်တပြန်နေနဲ့အမြင်ဆုံးပြန်ကြပါတယ်ဝလင်ရဲ့မျက်လုံးတွေကတော့အိဆက်နေပါတယ်သူကယခုချိန်မှာဒေါသထွက်နေပါတယ်အရန်အောင်မှာဒေါသထွက်နေပါတယ်သူကနန်းတော်စီကိုရှောက်တဲ့အခါတသားတွေကသူ့စီကိုတွန်းဝင်လာပါတယ်ဝလင်ကသူတို့ကိုထိခိုက်အောင်လို့မလုပ်ချင်တာကြောင့်လက်ကိုဝင်ရန်လိုက်တာနဲ့သူတို့ကိုကီလိုမီတာ1000မြောက်စွာဝေးတဲ့နေရာကိုပုလို့ လိုက်ပါတယ်သူကနန်းတော်နယ်ပို့ပြီးတော့နီးနီးလာပါတယ်ထိုးချိန်မှာအဓိကခမ်းမဆောင်ထဲမှာငကားဝင်းဝင်ထားတဲ့တလက်ပိုင်ပုဂ္ဂိုလ်တယောက်ကရှိနေပြီသူ့ရဲ့မျက်နှာညှိုးငဲ့နေပါတယ်သူ့ရဲ့ဘေးမှာတော့ရောင်စုံဝတ်စုံဝင်ထားတဲ့မြင်းမြလာပါတဲ့အမျိုးသမီးတယောက်ကရှိနေပါတယ်သူကတဲ့သူမရဲ့မျက်လုံးလေးထဲမှာမဲမောက်နေတဲ့မြူခိုးတွေရှိနေပြီးထိတ်လန့်မှုများဖြစ်ဖြစ်သွားပါတယ်တစ်ချိန်တည်းမှာပဲပိုးထည့်ဝတ်စုံတွေကိုဝစ်စင်ထားတဲ့ဝမ်မီသားစုဝင်တွေကလည်းညှိုးငဲ့စွာနဲ့ရှေ့ကိုကြည့်နေကြပါတယ်ခမ်းမဆောင်ရဲ့အပြင်ဘက်စတူရန်ပြင်မှာတက်သားအုပ်စုများစွာရန်သူကြီးဥရင်ဆိုင်မှုအတွက်ပြင်ဆင်နေကြပါတယ်တစ်ဖက်လူတွေအချိန်ဝ ာတွေကလည်းပြင်းထန်နေပါတယ်တလက်ပိုင်းပုခုကမှင်ကြောက်ပြားကိုရဆက်စွာနဲ့ပြချပြီးသူကအဟိလိုက်ပါတယ်ဘလို့လူမျိုးကငါရဲ့မဟာဝံမင်းဆက်မှာလာပြီးတော့ပြဿနာရှာရတာလေသူကဘယ်ခံရလဲဆိုတာရှာတွေးပြီလား ပဝင်ချင်းတို့ခုလုံးကလည်းတိတ်ဆိတ်သွားပါတယ်ခနာကြမှာဆန်ဖြူလူငယ်တယောက်ကတုံးဆုံတုံးဆုံနဲ့ရှေးကိုထလှပြီးပြောလိုက်ပါတယ်အဲ့၃ယောက်ကရောင်းမှဆွန့်ထက်ပါတယ်ကျင်းကျက်မှုအစင်းမြင့်နဲ့အကြီးကဲတွေဖြစ်နိုင်ပါတယ်သူတို့ကဘယ်ခံရလဲဆိုတော့တို့ကျွန်တော်တို့ကစုံစမ်းနေသေးပါတလက်ပိုင်းပုတ်ခွေရဲ့မျက်နှာကလည်းညှိုးငယ်လာပြီးသူကလှောင်ရလိုက်ပါတယ်ငါ့ဝယ်မိသားစုကဟင်းသားပရာချို့မှာအေးစင်းစင်းဒီလုံးနဲ့ထင်တယ်နမဲမရှိတဲ့လူတွေကတော့လာပြီးတော့အနိုင်ကျင့်ရနေကြပြီ နိုင်ငံတော်ရဲ့ဆရာကြီးတွေကဘမလဲထူစကားနဲ့တူရေတန်တစ်ခုကနန်းတော်တစ်ခုလုံးမှာပြည့်တင်ထပ်သွားပါလေအရှင်မင်းကြီးစိတ်မပူပါနဲ့ကျွန်တော်ကဂိုင်းတွင်နိုင်ပါလေ စတူရန်ပြင်းရဲ့အထက်မှာမဲမောင်းနေတဲ့အငွေ့များဆူဝေးလာပြီးချက်ချင်းပဲလူသုံးယောက်ကပေါ်လာပါတယ်။သူတို့ကိုမဲမောင်းနေတဲ့မြို့ခိုးများဖုံးအုပ်ထားပေမဲ့အမျိုးသားနှစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်းသိသာပါတယ်။သူတို့ကအသက်ရန်ကြီးတဲ့ပုံမရပါဘူး။သူတို့သုံးယောက်ကပေါ်လာပြီးရင်တော့နန်းတော်အောင်လှည့်မကြည့်ပဲမဲမောင်းနေတဲ့ဓာငွေ့သုံးခုဖြစ်ပြောင်းလဲကအပြင်ကိုပြစ်ထွက်သွားပါတယ်။ဝယ်လင်းကရှောက်လာတဲ့အခါသူ့ရဲ့မျက်လုံးတွေကပိုပြီးတော့အိပ်စက်လာပါတယ်။သူရှိကမော်ထင်းစားကလည်းပိုပြီးတော့တိတ်သေးလာပြီးယခုဆိုနန်းတော်ရဲ့ဂိတ်ရှေးကိုရောက်နေပါပြီ။အထက်ကစစ်သားများစွာဝယ်လင်းရဲ့အဖေကိုတီးကြည့်တဲ့မျက်နှာနဲ့စိုက်ကြည့်နေပါတယ်။ထိုးချိန်မှာမဲ မုံနဲ့အမွေ့၃ခုကရောက်လာပြီးဝယ်လင်းစီးကိုတွန်းဝင်လာကြပါတယ်သူတို့ကမရောက်ခင်မှာပဲဖီးယားတစ်ခုကပေါ်လာပြီးဝင်းညင်ကိုကျွေးတဲ့တစ်ခုကကောင်းကင်းနယ်မြေကြီးကိုပြန့်နှံ့သွားပါတယ်ဝယ်လင်းကထိုချင်းချင်းသူ၃ရောရဲ့ချင်းချင်းမှုအစင်အားမြင်မာတာမဟုတ်ဘူးဆိုတာချက်ချင်းပဲသိလိုက်ပါတယ်သူတို့ကစိတ်ဝင်ရဲ့အတင်ပြောင်းခြင်းအဆင့်သာရှိပါသေးတယ်ဒိုဝါရင်သူတို့ရဲ့တိုက်ခိုက်မှုတွေကအလွန်အမဆန်းထက်ပါတယ်အာနာတက်ချင်းအစင်ချင်းချင်းသူနှီးပါပါပဲထိုခန္ဓာကူ၃ခုမှာဝမ်မီသားစုရဲ့သွေးမရှိပဲအစုံမဲ့မချင်းမချမ်းဖြစ်မှုတွေကသာရှိပါတယ်သူတို့ကဒစိတပိုင်းတန့်စင်ပြီးသားဝင်းညင်နေဖြစ်တဲ့ဆိုတာသိတာနေပါတယ်ဝယ်လင်းရဲ့မျိုးလုံးတွေက ဖက်လူစိတ်များနဲ့ပြင်းထန်နေပါတယ်။သူကရှေ့ကိုလှမ်းလိုက်တာနဲ့သူတို့တုံရဲ့ရှေ့ကိုရောက်ရှိသွားပါတယ်။သူရဲ့လက်ချောင်းနှချောင်းကဓာတ်ချောင်းလိုဖြစ်သွားပြီးချက်ချင်းပဲသူတို့ထဲကတယောက်ရဲ့ပခုံးကိုထိလိုက်ပါတယ်။သူကအရန်အောင်မျက်စနာကြောင့်သူ့ရဲ့လက်ချောင်းကထိုလူရဲ့ပခုံးကိုထိသွားပါတယ်။ထိုအချိန်မှာသူ့ရဲ့နှိမ့်ပန့်အမြန်ရောအစောပိုင်းအဆင့်စွန့်ရင်းနေရာတခုံတိုးထွက်လာပြီးထိုလူရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါတယ်။ထိုလူရဲ့ခန္ဓာကိုယ်ကလည်းတုန်ခါသွားပြီးခုခံမှုမရှိပဲပြုတ်ကွဲသွားပါတယ်။သူကမဲမောက်တဲ့အငွေ့တွေအဖြစ်ပြောင်းလဲပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့နောက်ကျသွားပါပြီ။ဝင်လင်းရဲ့ကြင်ကြက်မှုအစိမ်းနဲ့ဒေါသတကြီးနဲ့တိုက်ခိုက်လိုက်တဲ့အခါ ဝိညာဉ်ရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးလိုက်ဦးတယ်မကပဲအမြင့်ကိုပါဖျက်ဆီးလိုက်ပါတယ်ဝိညာဉ်ဟာထွက်ပြေးတဲ့အခါချက်ချင်းပဲပေါက်ကွဲသွားပြီးတဖြည်းဖြည်းနဲ့ပြောက်ကွက်သွားတဲ့မကြေမချမ်းဖြစ်မှုတွေအားကြံ့ရင်းနေခဲ့ပါတယ်ထိုအရာအလုံးကချက်ချင်းပဲဖျက်ပြတ်သွားတာပါကြံတဲ့ဝိညာဉ်တွေရဲ့အမြင်အရဝလင်ကချက်တလန်းလန်းတိုင်းလက်မြောက်လိုက်တာနဲ့သူတို့ရဲ့အဖို့တယောက်ကတည်ဆုံသွားပါတယ်ထိုအရာကိုမြင်တော့သူတို့ရဲ့မျက်လုံးတွေထဲမှာထိတ်လန့်မှုများအလေပေါ်လာပါတယ်တယောက်တပ်ပြီးရင်တော့ဝလင်ရဲ့ဘယ်လက်ကလီဟာနေကိုထိုးချလိုက်ပါတယ်မြုံနိုင်စရာတွန်ခေါမှုတစ်ခုကလည်းပေါ်လာပြီးမှုန်တိုင်းတစ်ခုကဖြစ်လာပါတယ်မှုန်တိုင်းကတိုက်ခိုက်နေတဲ့အချိန်မှာမကြေမချမ်း မ်းမှုတွေပြင်းထန်တဲ့ဝိညာဉ်တစ်ခုကဆွဲထုတ်ခံရပါတယ်သူရဲ့ခန္ဓာကိုယ်ကလည်းပြိုလဲပြီးချက်ချင်းပဲတည်ဆုံးသွားပါတယ်ဇက်တိုက်နှစ်ယောက်ကိုတပ်ပြီးရင်တော့ဝလင်ကလက်ကြည့်လိုက်တော့မျက်လုံးလေးမှာမိုးကြိုးတွေကတောက်ပွားနေပါတယ်နောက်ဆုံးမျိုးသမီးကလည်းတုံ့လုသွားပြီးသူမရဲ့ခန္ဓာကိုယ်ထဲမှာမိုးကြိုးများပေါ်လာကပောက်ကွဲထွက်သွားပါတယ်ဝလင်ရဲ့မျက်လုံးတွေကပိုပြီးတော့အိပ်စက်လာပါတယ်သူက လေထဲကိုလှမ်းလိုက်ပြီးနန်းတော်စီကိုဥတီသွားပါတယ်ဝလင်ကလေထဲမှာရှောင်းနေရင်နန်းတော်ထဲကိုဝင်လိုက်ပြီး တော်ဝင်အဆောင်တွေကိုတက်ဝင်သွားပါတယ်သူကချက်ချင်းပဲကွင်းမြင့်ထဲကနန်းတော်တသားတွေနဲ့အဓိကအခန်းထဲကဝမ်မျိုးဆက်ကိုလည်းမြင်လည်ရပါတယ်ဘေးမှာကြီးညံ့သူတွေအများကြီးရလည်းရှိပါတယ်သူတို့ရဲ့မျိုးလုံးတွေမှာတက်ဖက်ကျင်တဲ့စိတ်တွေနဲ့ပြည်နေရင်ပဲဘသူကမှတိုက်ခိုက်ရတာမျိုးမရှိပါဘူးသူတို့ကဝန်လင်းရဲ့ကြီးညံ့မှုအဆင်ကိုမြင်နိုင်ပေမဲ့နိုင်ငံတော်ရဲ့ဆရာရဲ့တပည့်တုံးရုံးကိုလွယ်တကူနဲ့တက်နိုင်မယ်လို့မထင်ကြပါဘူးထို့ကြောင့်ထိုချူချော့ဝေရောက်လာသူကိုသူတို့ကရဟုံးမှာကြောက်နေကြပါတယ်ဝန်လင်းကကွင်းမြင့်ရဲ့အပေါ်မှာရန်နေပါတယ်သူကအောက်ကလူတွေကိုစိုက်ကြည့်ပြီးအစ်ဆက်ဆော်နဲ့ပြောလိုက်ပါတယ်ကောင်းတယ် မင်းတို့ကရန်ကိုတော်တာပဲသူကဝန်မျိုးနဲ့ဇူးဝင်ရာပေါင်းများစွာကိုမြင်နေရပေမယ့်အားလုံးကိုတော့မဟုတ်ပါဘူးထိုလူတွေထဲမှာနှစ်ဖူးကြားမှာမင်းနဲ့နေတဲ့အငွေ့တွေရာ ရှိနေပါတယ်သူဝရင်စိတ်ဝင်စားစရာကောင်းတာကငကားဝေးုံဝေထားတဲ့တလက်ပိုင်အရွယ်မျိုးသားရဲ့နှစ်ဖူးမှာတော့မင်းနဲ့နေတဲ့အငွေ့ရာမရှိပါဘူးသူပေကမျိုးသမီးမှာတော့မင်းနဲ့နေတဲ့မြို့ခိုးတွေရာပြောက်ကွက်သွားပြီးကျင့်ကြံမှုရဲ့လက္ခဏာကိုလည်းမတွေ့ရတော့ပါဘူး ဘလို့ပဲတိတိတမန်လူပြောလို့ပါပဲဝလင်းရဲ့အတန်ဆောင်းရသည်ရဲ့အစ္စရဲလေတိုက်တန်လူပဲတင်ထက်သွားပါတယ်လူတိုင်းရဲ့စိတ်ကိုလည်းတုံ့လို့စိနိုင်ပါတယ်တလက်ပိုင်းရွယ်အမျိုးသားဝလင်းကိုမြင်တော့လန့်သွားပြီးမျက်လုံးတွေကအာန်တင်းမှုနဲ့ပြင်းထန်သွားပါတယ်သူကတဲ့ထိုအာန်တင်းမှုကချက်ချင်းပဲတက်ဖြက်လူစိတ်ကအစားထိုးသွားပြီးဝမ်မီတောက်စုရဲ့အမိတ်ရောက်အဲ့လူကိုတတ်သူကအဟိလိုက်ပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမြင်တည်ရှိပါတယ်